အလုံးမဲမင်္ဂလာပါကျွန်မကတော့စောင်းရင်အေးပါခုဗီဒီယိုလေးမှာကမျှဝေပေးချင်တာကတော့ဘလို့လူမျိုးကဘဝကိုပို့ပြီးတော့မှအောင်မြင်ပျော်ရွှင်စေနိုင်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့မျှဝေဆွေးနွေးပေးချင်ပါတယ် ဒီဗီဒီယိုလေးမှာလူအမျိုးအစား၃မျိုးအကြောင်းမျှဝေဆွေးနွေးပေးချင်ပါတယ်။နံပါတ်၁လူမျိုးက aggressive ပေါ့စိတ်ထက်တန်ပြီးတော့မှတိုက်ခိုက်တတ်တဲ့လူဒီ aggressive တွေရဲ့ဒီ characteristics ကကြတော့အဲ့လိုလူတွေဟာကိုယ့်ရဲ့အမြင်နဲ့လိုအပ်ချက်တွေကိုတခြားသူတွေထက်တာလွင်အောင် ဖော်ပြတတ်ကြတယ်။စကားပြောတဲ့အခါမှာ အနိုင်ယူရပြီးတော့မှတခြားသူတွေရဲ့အမြင်ကိုလက်လျူရှုတတ်ကြတယ်။ ပရိပခတွေကို ဖြစ်စေတတ်ပြီးတော့မှဆစ်ဆန်ရေးတွေထိခိုက်စေနိုင်တယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့အခါမှာသူတစ်ပါးကိုအနိုင်ကျင့်တတ်တယ် ိုယ့်ရဲ့အောင်မြင်မှုတွေကိုတခြားသူတွေရဲ့စိတ်ပစ်စရာအဖြစ်မြင်တတ်ကြတယ်။ဆိုလိုတာကလူတယောက်ကဟာသူ့ရဲ့အောင်မြင်မှုတွေအောင်မြင်မှုတွေရခဲ့ပြီဆိုရင်သူ့ရဲ့အောင်မြင်မှုတွေကိုတခြားသူတွေအတွက်ကတော့ငါ့ကိုစိတ်ပစ်နေမှာစိတ်ပစ်စရာကြီးပဲမနာလိုစရာအဖြစ်ဖြစ်နေမယ်လို့ပဲမြင်တတ်ကြတယ်။ ီလို aggressive လူမျိုးတွေဟာကိုယ့်ရဲ့ခံစားချက်နဲ့လိုအပ်ချက်ကို ဖော်ပြတတ်ပေမဲ့တခြားလူတွေရဲ့ခံစားချက်ကိုထဲ့တွင်စဉ်းစားပေးဖို့လည်းလိုအပ်ပါတယ်ဒါမှသာစစ်ဆန်ရေးတွေပုံမိုပြီးတော့ကောင်းဝင်လာမှာဖြစ်ပါတယ် ဒုတိယအမျိုးအစားကကြတော့ passive လူမျိုးပေါ့သူကကြတော့အလိုလိုက်ပြီးတော့ရှောင်ရှားရက်တဲ့သူတော်နေတော့က aggressive နဲ့စန့်ကျင်ပဲကြီးပဲအဲဆို aggressive ကကြတော့သူမသူသူတပားကိုအနိုင်ကျင့်နဲ့ပုတ်ခတ်တယ်အဲ passive လူမျိုးကကြတော့သူနဲ့စန့်ကျင်ပဲကြီးသူရဲ့ characteristics ကကြတော့တခြားသူတွေရဲ့လိုအပ်ချက်ကိုပဲအမြဲတမ်းဦးစားပေးပြီးတော့မှကိုယ့်ရဲ့လိုအပ်ချက်ကိုဖုံးခွဲထားရကြတယ်။ ပရိပခတွေဆိုရင် အမြဲရှောင်ရှားပြီးတော့အကျိုးစားတတ်တယ်လို့ကိုယ့်ရဲ့ခံစားချက်တွေကိုပေါ်ပြဖို့ကြောက်တတ်ကြတယ်။ကိုယ့်ရဲ့အခွင့်အရေးကိုကာကွယ်ဖို့မကြိုးစားဘဲနဲ့တခြားသူတွေရဲ့ဆုံးဖြတ်ချက်ကို အမြဲလိုလိုလိုက်နာနေတတ်ကြတယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့အခါမှာမထင်မရှားလေးနဲ့ဖော်ပြတတ်ကြတယ်။ ကိုယ့်ရဲ့အောင်မြင်မှုတွေဟေးဆိုလို့ရှိရင်တော့ဒါဟာတခြားသူတွေရဲ့ကျေးဇူးပဲဆိုပြီးမှ100%ကျေးဇူးရှင်ကြီးအဖြစ်မြင်တတ်ကြတယ်ဒီလိုမျိုး facet လူမျိုးတွေကကိုယ့်ရဲ့ခံစားချက်နဲ့လိုအပ်ချက်တွေကိုဖော်ပြဖို့အသည်တင်ယူတင်ပါတယ်အမြဲတမ်းပဲကြောက်ရွံ့မနေတဲ့ဘူးဖုံးကွယ်မနေတဲ့ဘူးကိုယ့်ရဲ့အခွင့်အရေးကိုကာကွယ်ဖို့လေလိုအပ်ပါတယ် ဒါမှသာရေရှည်မှာ ကိုယ့်ရဲ့ဆက်ဆံရေးတွေကိုတည်ငြိမ်စွာနဲ့တဖက်လူကလည်းကိုယ့်ကို လေးစားစွာနဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်မဟုတ်လို့ရှင်လူတကာအနိုင်ကျင့်တာခံရပါလိမ့်မယ်။နောက်တတိယအမျိုးအစားကကြတော့ assertive သူကထင်ထင်ပေါ်ပေါ်နဲ့ဖော်ပြရတဲ့သူ သူရဲ့ခါရီတာ races ကကြတော့ဟိုပေါ့အစွန်းနှစ်ဖက်လွတ်တက်လို့ပေါ့ aggressive ကကြတော့လေသူကဒေါသကြီးပြီးရန်လိုတဲ့လူ passive ကကြတော့လေသူတဘာမှသူတဘာအရန်အာသူတဘာရဲ့စိတ်ဆန္ဒကိုပဲအရန်အလိုလိုက်လွန်းတဲ့သူပေါ့နော်ဆိုတော့အဲ့နှစ်ခုရဲ့ဂျားတဲ့ကအခုတတိယအမျိုးအစားက assertive ပေါ့ဆိုတော့ဒီ assertive လူမျိုးတွေကကြတော့ဒီကိုယ့်ရဲ့လိုအပ်ချက်နဲ့ခံစားချက်တွေကိုထင်ထင်ပေါ်ပေါ်ဖော်ပြတတ်တယ် တခြားသူတွေရဲ့ခံစားချက်ကိုလည်းလေးစားပြီးတော့မှကိုယ့်ရဲ့အခွင့်အရေးကိုလည်းကာကွယ်တတ်တယ်။ပရိပခ္ခတွေကိုဖြည့်ရှင်းဖို့အကောင်းဆုံးသောနည်းလမ်းကို ရှာဖွေတတ်တဲ့ win-win situation ဆက်ဆံရေးမှာ မျှတမှုရှိပြီးတော့မှလေးစားမှုကိုပေးတတ်တယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြရတဲ့အခါမှာရဲရဲဝင့်ဝင့်ဖြစ်အောင်လုပ်တတ်တယ်။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုတခြားသူတွေရဲ့ပံ့ပိုးမှု plus ကိုယ့်ရဲ့ကြိုးစားမှုလည်းပါတယ်လို့မြင်တတ်တယ်။ Passat လူမျိုးဒုတိယမျိုးစားကကြတော့အရေရာတိုင်းသူများအလုပ်ပေးတာသူများရဲ့ကျေးဇူးရှင်လေးလို့ပဲခံယူတယ်။တကက်တကယ်လက်တွေ့မှာကတခြားသူတွေရဲ့ပံ့ပိုးမှု plus ကိုယ်ပိုင်ကြိုးစားမှုဆိုတဲ့ကိုကိုကိုလဲ sub appreciation လောက်တက်ပါတယ်။ ဒီ assertive လူမျိုးတွေကအကောင်းဆုံးလူမျိုးတွေဖြစ်ပါတယ်။ကိုယ့်ရဲ့လိုအပ်ချက်ကိုဖော်ပြလိုက်ပြီးတော့မှတခြားသူတွေရဲ့ခံစားချက်ကိုလေးစားတတ်တယ်။ဒါကြောင့်မို့ဆက်ဆံရေးတာပုံပေါ်ကောင်းဝင်ပြီးတော့မှပရိပခတ်တွေကိုထိထိရောက်ရောက်ဖြန့်ကင်တွယ်ဖြည့်ရှင်းနိုင်တဲ့လူတွေက assertive လူမျိုးတွေပဲဖြစ်ပါတယ်။အိုကျမတို့ဗုဒ္ဓဘာသာမှာလည်းရှိရမို့လားကျမတို့ဒီအစွန်းနှစ်ဖက်လွတ်ရမယ်ဆိုတာဒါလည်းတပုံစံနဲ့ပဲဒါကျမတရားတဘောအနေနဲ့ပြန်ပြီးတော့မှတုံ့တက်မိတာဆိုအစွန်းနှစ်ဖက်လွတ်ကင်းပြီးတော့ကိုကိုတိုင်းဒီ assertive ဖြစ်ရမယ် သူများကိုရန်လုံမုံထားလဲရှိတာမဟုတ်သူများလူလိုက်တာလဲမဟုတ်ဘူးကိုကိုကိုကကွယ်ပိုင်ခွန်လဲရှိရမယ်ကိုခန်းစားချက်ကိုလဲကိုသိရမယ်ကိုအခွင့်အရေးကိုလဲကိုသိရမယ်ကျမမျိုးဝေဆင်းနေခဲ့တဲ့၃မျိုးကိုပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင် aggressive လူမျိုးတွေကကိုရဲ့လိုအပ်ချက်ကိုဖော်ပြရပေးမယ်တခြားသူတွေရဲ့ခန်းစားချက်ကိုလက်လျူရှုတတ်တယ် ဖာဆက်လိုမျိုးတွေကကြတော့တခြားသူတွေရဲ့လိုအပ်ချက်ကိုပဲဦးစားပေးပြီးတော့မှကိုယ့်ရဲ့လိုအပ်ချက်ကို ဖော်ပြဖို့အမြဲတမ်းရှောင်ရှားနေတဲ့လူတွေဖြစ်တယ်။ assertive လိုမျိုးတွေကကြတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုဖော်ပြတတ်တယ်။တခြားသူတွေရဲ့လိုအပ်ချက်တွေတခြားသူတွေရဲ့ခံစားချက်တွေကိုလည်းလေးလေးစားစားနဲ့နားလည်မှုပေးတတ်တဲ့လူတွေဖြစ်ပါတယ်။လူ၃မျိုးအကြောင်းကျွန်မမျှဝေပြီးခဲ့တဲ့အခါမှာကျွန်မတို့အားလုံးလူ၃မျိုးအကြောင်းသိပြီးတဲ့အခါမှာကိုဟာဘယ်လိုလူမျိုးလဲဆိုတာကိုကိုကိုမှညမတာပြန်လဲသုံးသပ်ပါ။ ်တကယ်လို့များမိမိတို့ဟာ aggressive လူမျိုးတွေဒါဖြစ်နေခဲ့မယ်ဆိုရင်ပေါင်းသစ်ဆက်ဆံရေးကောင်းမွန်စေဖို့ရေးရှိမှဆက်ဆံရေးကောင်းနေတည်ဆောက်နိုင်ဖို့မျှတစွာနဲ့တစ်ဖက်လူရဲ့အရေးပါမှုကိုလေးလေးစားစားစဉ်းစားပေးတတ်ပါတယ်ကို့ဖို့ကျဲမလုပ်ပါနဲ့တကယ်လို့များကိုဟာ passive လူမျိုးဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တော့ကိုယ်ပိုင်ခံစားချက်တွေကိုနားလည်လက်ခံဖို့လိုတယ်အတိမတ်ပြဖို့လည်းလိုတယ် ကိုယ့်ရဲ့အခွန်အရေးတွေကိုရပိုင်ခွင့်အဖြစ်ရဲရဲဝံ့ဝံ့တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ကိုယ့်မှာအခွန်အရေးအပြစ်အဝါရှိပါတယ်လို့လက်ခံပေးပါ။ရဲရဲဝံ့ဝံ့ရပ်တည်ပေးပါ။ရလိုများမိမိတို့က assertive လူမျိုးတာဖြစ်နေခဲ့မယ်ဆိုတော့ the best ကိုကိုကိုဂုံယူလိုက်ပါ။ကျမတို့တွေလူသုံးမျိုးအကြောင်းကိုလေ့လာပြီးတဲ့အခါမှာသိရှိပြီးတဲ့အခါမှာ ကျမတို့ရဲ့ဒီကိုစီကိုစီမောင်နှွားသားချင်းတွေမိတ်ဆွေတငယ်ချင်းတွေကိုပြန်လည်မျှဝေပေးပါတကယ်လို့ဒီနားထောင်သူတွေထဲမှာမိဘတွေများဖြစ်နေကြမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီတတမီမီတွေကို assertive လူမျိုးတွေဖြစ်အောင်ပြုစုပြောထောင်ပေးပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါစေကျမတို့ပြန်ပြီးလက်ဆောင်ပေးတဲ့အနေနဲ့ like share comment တွေပေးပါလို့တောင်းဆိုပါရစေကျမက comment တစ်ခုချင်းစီကိုဖတ်ပါတယ်နော်အားလုံးပဲတက်ရှိချမ်းမှာ begin ပျော်ရွှင်ကြပါစေ Bye for now. See you next video. Bye.